အခုတင်ဆက်ပေးမယ့်သတင်းကတော့ Florian Wiss ကိုစတဲ့နေပြောင်းရွှေ့ကြည့်ပေးက Man City ခေါ်မယ့်သတင်းပဲဖြစ်ပါတယ်။ Man City တင်ဟာ Liverpool စီကွက်လက်သတ္တမ Florian Wiss ကိုစတဲ့နေပြောင်းရွှေ့ကြည့်ပေးပြီးတော့ခေါ်ဖို့အတွက်စစ်စစ်နေလို့သိရပါတယ်။အသက်22နှစ်အရွယ်ပဲရှိသေးတဲ့ Florian Wiss ဟာလက်ရှိကမ္ဘာအဆင့်အကောင်းဆုံးကွက်လက်သတ္တမတအုပ်လို့သတ်မှတ်ခံထားသူဖြစ်ပြီး Man City ကအသင်းရနဲ့ထွက်ခွာတော့မယ့်ဒီဘရိုင်းနေရာမှာအစားထိုးဖို့အတွက်ရွေးခေါ်ယူတာဖြစ်ပါတယ်။ Florian Wiss နဲ့သူ့ရဲ့ agent ဖြစ်တဲ့ဖခင်ဖြစ်သူတို့ဟာ Netherlands ကနေအင်္ဂလန်နိုင်ငံ Blackpool မြို့ကိုလာရောက်ပြီး Man City တာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ရလို့သိရပါတယ်။ Florian Wiss ကို Bayern Munich တင်ကလည်းခေါ်ယူဖို့အတွက်ကြိုးပမ်းနေတာကြောင့် Man City တင်ဟာ Liverpool စီတင်ကလက်ခံမှုအတွက်ရန်နှုန်းပြသေးတဲ့ပြောင်းရွှေ့ခြေပေါင်း126တန်းနေပေးဖို့အတွက်စီစဉ်နေတာပါ။ကိုရာဝစ်အတွက်ပြောင်းရွှေ့ခြေကိုပေါက်126တန်းထိသုံးခဲ့မယ်ဆိုရင်ပြည်ထောင်နိုင်ငံထဲမှာပြောင်းရွှေ့ခြေအများဆုံးပေးပြီးတော့ခေါ်ယူတဲ့ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာပြည်ထိုင်နိုင်ငံတွေမှာပြောင်းရွှေ့ခြင်းအများဆုံးသမားပြည်ရည်တည်နေသူကတော့ Brighton ကနေ့ရှယ်စီကိုပေါင်115တန်နဲ့ပြောင်းရွှေ့ခဲ့တဲ့အကိုင်းစီတို့ဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ညင်ကြောင်းပါပြီးပို့လာပါ